ာပြည်သူပြည်သားအပေါင်းဘေးအန္တရာယ်အပေါင်းကနေပြီးတော့အမြန်ဆုံးကင်းလွတ်ကြပါစေလို့ဒီနေရာကနေပြီးတော့ကျွန်တော်စုမုံကောင်းတောင်းလိုက်ပါတယ်ရေမင်းမင်းခိုးသူမချစ်မနစ်တော်သူဆိုတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေကြုံတွေ့နေရတဲ့ဘဝတကယ်ကိုပဲမြန်မာပြည်သူပြည်သားတွေဝေ့ကြီးပါတယ် မင်္ဂလာပါလို့ကျွန်တော်ဒီနေ့မနှုတ်ဆက်ပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံကြီးဟာအမင်္ဂလာနဲ့ကြုံတွေ့နေရတာစိတ်မကောင်းများစွာဖြစ်ရပါတယ်ဒီဘောမင်းပါရမူတွေကနေစပြီးတော့ကျွန်တော်မြန်မာနိုင်ငံကြီးမြန်မာပြည်သူပြည်သားအားလုံးတိုင်းသားညီကိုမောင်နှမတွေအားလုံးအတိဒုက္ခရောက်ခဲ့တာနှစ်200ကျော် ိဒုက္ခရောက်ခဲ့တယ်။အဲ့ဒီလိုမျိုးပဲသူ့ကြုံဘဝကနေပြီးတော့ကျွန်တော်တို့ခုခံတိုက်ခိုက်ရင်းနဲ့လွတ်လပ်ရေးဆိုတာရရှိခဲ့တယ်။လွတ်လပ်ရေးရရှိပြန်တော့လဲကိုယ်ကြုံဘဝကနေပြီးတော့လွတ်မြောက်အောင်ကျွန်တော်တို့ပြန်လည်ပြီးတော့ရုန်းကန်နေရတယ်တိုက်ပွဲဝင်နေရတယ်ဒီဘက်ကကျွန်တော်တို့88 必然嘞，这条路，那他们需要用多难一些，稍微这条路基本容易。那他们需要用多难一些嘛？像比如江南那个，特别开的。那他们现在要来要搞哪个湖南一，啥点来的？那他们现在布置布呢？都是要最高布置的。 ဖြီးသူတွေအသက်ပေါင်းများစွာတည်ပင်မဲ့လေပုံဖော်ခဲ့တယ်အကောင့်ထဲရောက်အောင်ကိုဖော်ခဲ့တယ်အသက်သွင်းခဲ့တယ်အခုလည်းကြည့်ပါဦးဗျာ2021ခုနှစ်လူလူအောင်ကြွားမှုကြီးຫນွေဥတော်လန်ရေးကြီးဖြစ်နေတယ်ပထမတစ်ခါကျွန်တော်တို့တွေ စည်းစည်းလုံးလုံးနဲ့တိုက်ပွဲဝင်နေပါပြီမျိုးတွေကြီးကိုကျွန်တော်တို့တိမ့်တော့မယ်ဆိုတော့ရေကြီးတဲ့ဒုက္ခဝေဒနာကိုခံစားရတယ်ပြည်သူတွေကရေကြီးတဲ့ဝေဒနာဒုက္ခဘောင်းဆောင်ကိုခံစားနေရတဲ့အချိန်မှာလေချင်းညာတက်စကားစတက်ကပြည်သူတွေကိုဘုံကျဲတိုက်ခိုက်နေတော့မှာပဲ အခုလဲမြင်းငင်တန်းတင့်လို့စကိုင်းမန္တလေးနေပြည်တော်ရန်ကုန်မြမတပြည်လုံးမှာငလျင်ဘေးတင့်နေတဲ့ပြည်သူတွေရှိပါရဲ့သားနဲ့နောင်ချိုစကိုင်းပကူဘမောအဲ့ဒီမြို့တွေကိုလင်းရင်နဲ့ ဘုံကျဲတိုက်ခိုက်နေတော့မှာပဲ။ तू ကဘာနဲ့လမ်းတဲ့တူလဲဆိုတော့မင်းသားကောင်းစောင်းထားတဲ့အတွင်းအစ္စဒါကဘလူးဖြစ်နေတယ်။ရှေ့မှာတော့တမန်တော်နေတော့ကတော့လေကြီးလေကျယ်နဲ့တမန်တော်ဒီဘယ်တော့မှအရှုံးပေးရထုံးကံမရှိလို့ပြောသွားတယ် ဆက်ပြီးတော့တိုက်ပွဲဝင်သွားမယ်ဆိုပြီးတော့လည်းပြောသွားတယ်။အခုကျွန်တော်တို့မြင်းကလင်တန်းတင့်တဲ့အချိန်မှာလဲရှေ့မှာတော့သူကိုယ်တိုင် for show လုပ်ပြီးတော့ဘယ်ဟိုသွားပြီးတော့ကြည်ပါတယ်ဘယ်ဟိုသွားပြီးတော့ကြည်ပါတယ်ခါကြီးထောက်ပြီးတော့ကြည်ပြီးတော့ for show လုပ်ပြီးတော့နောင်ချူဘမောစကိုင်းပကူ မြို့တီးတီးကိုဘုံကျဲတိုက်ခိုက်နေတယ်အခုဆိုရင် NUG အစိုးရကနေပြီးတော့ဒီအပိုင်းတော်တွင်မှာခိတ္တခဏအပြစ်ခတ်ရစဲရေးရဆိုင်ပြီးတော့ကဲစဲရေးတွေအတွက်လုံနေပါတယ်နာခိတ္တုံးကလည်းကျွန်တော်မြန်မာနိုင်ငံကိုအမေရိကန်ကနေပြီးတော့လှူမဲ့လှူဝဲပစ္စည်းတွေနဲ့ဒုက္ခတွေကို လှူဒန်းမဲ့စေဝါပစ္စည်းတွေရောက်နေတယ်အဝင်မခံလို့တင်မောကြီးဟာပြန်ထွက်သွားရတယ်ယူဝမ်လှူတဲ့ပစ္စည်းတွေကိုလည်းသူတို့ကနေပြီးတော့လက်ခံပါတယ်တပတ်လဲကြာလဲကြာအောင်ဈေးမှာရက်ွက်တွေမှာယူဝမ်ဒစိုက်တွေနဲ့အစားအသောက်တွေပစ္စည်းတွေကိုသူတို့စစ်တပ်ကနေပြီးတော့ရောင်းနေပါတယ်ပြည်သူတွေလက်ထဲကိုမရောက်ပါဘူး တကယ်တကယ်နာခစ်တုံးကပြည်သူတွေလက်ထဲရောက်သွားတဲ့ပစ္စည်းတွေမှန်သမျှကပြည်သူတွေကလှူတဲ့ပစ္စည်းတွေသာပြည်သူလက်ထဲရောက်သွားတာပါ သူတို့အစိုးရဘာတစ်ခုမှလှူတာမရှိပါဘူးပြည်သူနာမည်တက်ပြီးတော့တထေးတွေကိုလယ်ပေးညစ်ပြီးတော့လှူခိုင်းပြီးတော့သူတို့ကနေပြီးတော့လိုက်ပြီးတော့လှူနေတာပါအခုလဲကြည့်တရုတ်နိုင်ငံကလာပါတယ် ဗီယက်နမ်နိုင်ငံကလည်းလာရောက်ပြီးတော့ကူညီပါတယ်။ထိုင်ဝမ်နိုင်ငံကလာရောက်ပြီးကူညီမဲ့ဥစ္စာကိုကူညီခွင့်မပေးပါဘူးဗျာ။ဩစတြေးလျနိုင်ငံကတော့ပြတ်ပါတယ်။မင်းတို့လက်ထဲကိုမင်းတို့စကစလက်ထဲကိုငါတို့လှူဝဲပစ္စည်းတွေငါတို့ကူညီပံ့ပိုးတဲ့ပစ္စည်းတွေမထည့်ပါဘူး။ငါတို့ကိုယ်တိုင် လှူပါမယ်ဆိုပြီးတော့ဩစတြေးလျကတော့ဂုံယူဝင့်ကြွားစွာနဲ့ပြည်သူလက်ထဲကိုလှူပါတော့မယ်အိန္ဒိယနိုင်ငံကလည်းလာရောက်ပြီးတော့လှူနေတယ်လို့သတင်းကြပါတယ်ဟုတ်ကဲ့ပါအခုဆိုရင်ကျွန်တော်မြန်မာနိုင်ငံဟာဘာဖြစ်နေလဲဆိုတော့ခုနကျွန်တော်ပြောသလိုမျိုးပဲတပ်မတော်နေခန္ဓာကြီးမှာတော့ပြောတယ် အချက်မရှိဘူးမိကုံးပြောတယ်တဲ့မှာနိုင်ငံတကာကိုအခုညီတောင်းပါလေတဲ့နိုင်ငံတကာကို तू ကနေပြီးတော့အရင်တော့ကဘာတွေပြောခဲ့လဲဘုသူစကားမှနားမထောင်ဘူးတိုက်တင်တိုက်ရမယ်ဆိုတဲ့စကားလုံးတွေကိုပြောပြီးတော့အခုကြတော့မှ နိုင်ငံတကာကိုအခုညီတောင်းပါတယ်ဆိုတော့နိုင်ငံတကာကလည်းပြည်သူတွေအတွက်လှူကြည့်ပင်မဲ့ဒီလိုလူမျိုးရှိနေတဲ့အတွက်နောက်ဆုတ်တွန့်သွားပါတယ် တကယ်တကယ်လှူရင်လဲပြည်သူတွေစီဓာတ်ရိုက်လှူပါတော့မယ်အန်ယူဂျီလက်ရှိအန်ယူဂျီအစိုးရလည်းလှူနေသလိုတော်လန်ရဲ့အဖွဲ့အစည်းတော်တော်များများကလည်းလှူနေပါတယ်တစ်ဆက်တည်းမှာပဲမဲ့ကြော်ညာဝင်တာတော့မဟုတ်ပါဘူးကျွန်တော်ရဲ့စိတ်နီးစေးအောင်ဆုံး YouTube channel ကရတဲ့ဝင်ငွေတွေကိုကျွန်တော်စေးအောင်ဆုံးဖွဲ့သူဖွဲ့သားတွေနဲ့အဘအစီအစဉ်ဖွဲ့သူဖွဲ့သားတွေကနေပြီးတော့ ဒီနေ့ဟာစပြီးတော့လှူနေပါပြီအစားအသောက်နဲ့ဆေးဝါးတွေလှူနေပါပြီဒါလေးကိုကျွန်တော်ကနေပြီးတော့တင်ပြအပ်တာပါလာရောက်ပြီးတော့လှူမဲ့လူတွေရှိလဲကျွန်တော်ကိုလာရောက်ပြီးဆက်တွေ့နိုင်တယ်လို့ကိုရီးယားနိုင်ငံမှာရှိတဲ့ KTJ Sporting Group ကိုလည်းလာရောက်ပြီးတော့ဆက်သွယ်လှူဒန်းနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေရာကနေကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ။မြင်းကလေးတင့်နေတဲ့ပြည်သူတွေကိုတစ်ချိန်တည်းမှာနေစစ်တပ်ကနေပြီးတော့ ဘုံကျဲမှုပြုတ်လုံနေပါလေဒါလုံးဝလက်မခံနိုင်စရာအကြောင်းရင်းတစ်ခုပါကုလသမဂကိုယ်စလေကလည်းအတိအလင်းကိုဒါကိုပြောကြားသွားပါလေစစ်တပ်ပေါ်ဩဇာအာဏာရှိတဲ့ဘသူမဆိုဖိအားပေးပြီးဒါဟာလက်ခံနိုင်စရာအကြောင်းမရှိပါဘူးရှင်းလင်းအောင်လဲပြောကြားဖို့လိုပါတယ်လူအခွင့်ရအထူးကိုယ်စလေ တွန်အန်ဂရုကနေပြီးတော့ပြောဆိုပြီးတော့စစ်ကောင်စီအနေနဲ့စစ်စင်ရေးအားလုံးရက်ဆိုင်မှုတောင်းဆိုသွားပါတယ်ခင်ဗျာဒါပါလဲဆိုတော့လူဖြစ်တဲ့အတွက်လူအသိစိတ်ဓာတ်ရှိတဲ့လူတယောက်ကနေပြီးတော့ပြောသွားတဲ့စကားပါပဲအဲဒီဘက်မှာမြင်းငရင်လှုပ်နေတယ်တစ်ဖက်မှာဘုံကျဲတိုက်ခိုက်နေပါတယ်ပဲခူးတိုင်းနောက်ဖက်ချမ်းပြင်းမြုပ်နေတဲ့ကအသက်၁၈နှစ်မှ 35နှစ်အရွယ်အမျိုးသားများတအိမ်တော်ကိုတယောက်တကြံအတွင်းကာလစစ်မှုထမ်းရမယ်လို့ဒေသခံဌာနချုပ်ပြည်မပြောရင်းဆိုခွင့်ရှိသူကနေပြီးတော့အတိအလင်းပြောသွားတယ်ဗျာဒါရီယာရက်ဆက်လိုက်ကြတာဗျာကျွန်တော်တို့တကြံကြီးမှာပြီးတာနဲ့စစ်မှုထမ်းရမယ်တဲ့မြင်းငရင်တန်တင့်နေတာလေ ြည်သူတွေဒုက္ခရောက်နေတာလေ2008ဖွဲ့စည်းပုံကြီးကို အသက်သွင်းတယ်လို့2010ရွေးကောက်ပွဲကြီးကိုအသက်သွင်းတယ်လို့အခုလဲ2011ပြည်သူတပ်ပွဲကြီးကိုအသက်သွင်းနေတာလားပြည်သူတွေကိုသွေးချောင်းစီးအောင်လုပ်နေတာလားသူ့အတွက်ကြောင့်နဲ့ပြည်သူတွေအိုးမဲ့အိမ်မဲ့ဖြစ်တဲ့လူတွေအများကြီးပါမြမပြည်ကြီးမီးလောင်နေတယ်သူတို့က ဘုံကျဲတိုက်ခိုက်နေသေးပါပဲမြမပြည်မှာရေကြီးမှုဒဏ်နေခံနေရတယ်သူတို့ကဘုံကျဲမပြတ်ပါဘူးအခုမြမပြည်မှာမြင်းငင်တန်တင့်ပြီးတော့လူတွေထောင်နဲ့တောင်းနဲ့ခြိပြီးတော့တေးချေပြက်စီးနေတယ်သူတို့ကဘုံကျဲမပြတ်ပါဘူးဒါလေးဟူတော့ကျွန်တော်ထည့်သွင်းပြီးတော့ဘာကြောင့်ပြောရလဲဆိုတော့ သူတို့ဒီဆက်ပြီးတော့ရုံမာနေအောင်ပါပဲသူတို့ဆက်ပြီးတော့အနိုင်ကျင့်နေအောင်ပါပဲဆက်ပြီးတော့ကောက်ကျင့်နေအောင်ပါမယ်ဆိုတာကျွန်တော်ဒီတရားနေပြီးကျွန်တော်အတိအလင်းပြောတာပါမြင်းကလေးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်စစ်တပ်ကရှမ်းပြည်နယ်အနောက်ပိုင်းနောင်ချုံမြို့ကိုတိုက်လျင်၃စီးဖြင့်လှက်ပတ်ဝဲပြန်ကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ် ဘုံအလုံးပေါင်း၉လုံးဖြင့်ကျဲချခဲ့တယ်။တုံလိုင်းကြီးရဲမေ၆ဦးနဲ့ရဲဘော်တဦးတေဆုံးခဲ့ရပါတယ်။သူကဘာလဲဆိုတော့အခွင့်ကောင်းကိုယူတတ်တာပါ။ပွဲလန့်တုံးဖြာခင်းတာပါ။ရောချတာပါ။မြင်ငင်တန်တင့်နေတယ်။ဟာဒီလူတွေဟာတေဝါတယ်။ဘာကြောင့်တေဝါလဲ။ဟာမြင်ငင်ပြီပြီးတေဝါတယ်ဆိုတဲ့ပုံစံကို तू ကဖော်တာပါ။ မြင်ငင်ရင်တန်တိမိတည်သွားတာနဲ့ဒီဘက်ကဘုံကျဲတိုက်ခိုက်တာနဲ့မတူပါဘူးသူတို့မှာလူဆိုတဲ့အသိစိတ်နှလုံးသားကင်းမဲ့နေတာကြာပါပြီအငူကြီးကာကွယ်ရေးဝန်ကြီးဌာနထိုးစစ်များမလ30ရက်နေ့မှာစပြီးတော့အေဘီလ12ရက်နေ့ထိရက်ဆိုင်ပေးသွားပါမယ်တဲ့ငလျင်တန်တင့်တဲ့ပြည်သူတွေကိုထိထိရောက်ရောက်ကုညီ ကယ်ဆယ်သွားပါမယ်တဲ့ဗျာဒါဟာလူစိတ်ရှိတဲ့လူတွေပဲလို့ကျွန်တော်ဒီနေရာနဲ့ကျွန်တော်ပြောချင်ပါတယ်ဗျာအချို့လူတွေရှိပါတယ်အာမင်းတို့တွေကဒီလိုဒုက္ခရောက်နေတဲ့အချိန်မှာမင်းတို့ဓာတ်တွေပြောကျွန်တော်ဓာတ်တွေကိုပြောချင်လို့ပြောတာမဟုတ်ပါဘူးဝမ်းနည်းစွာနဲ့ကျွန်တော်တင်ပြနေတာပါတစ်ဖက်မှာလည်းပြည်သူတွေကမင်းကလေးနဲ့တင့်ပြီးတော့ဒုက္ခတွေဒုက္ခတွေရောက်နေတယ်တစ်ဖက်မှာလည်း ရုပ်မှာရက်ဆက်တဲ့လူတွေကဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့အကြောင်းကိုပြည်သူတွေသိအောင်လို့ကျွန်တော်ဒီနေရာနေပြီးတော့ကျွန်တော်ပြောပြနေတာပါ Facebook ကိုဖွင့်လိုက်တိုင်းဖွင့်လိုက်တိုင်းစိတ်မကောင်းစရာတွေကြီးပဲတွေ့နေရပါတယ်ဘယ်နေရာမှာတော့အလောင်းပတလောင်းတွေ့ပါပြီဘယ်နေရာမှာတော့ဘသူတွေတွေ့ပါပြီဟာလူတွေကတော့မတည်သေးပါဘူးဟာသူတို့တော်တော်ဒုက္ခရောက်နေတယ်ကယ်ဆယ်ရေးတဲ့ဥစ္စာတွေကအုတ်တွေအုတ်ကျိုးတွေနိုင်ငံကြီးတွေပြိနေတာ ကျွန်တော်စိတ်မကောင်းကြောင်နဲ့တခုဗီဒီယိုလေးကိုကျွန်တော်တွေ့လိုက်ပါတယ်။မအေလုတ်တဲ့လူကအုတ်တွေနဲ့ပြိနေတယ်။တည်သွားပြီ။တားလုတ်တဲ့လူကမအေလက်လေးကိုကင်ပြီးတော့အမေကောင်းကောင်းမွန်မွန်သွားတော့အမေရေအမေပြုသမျှကုသိုလ်တားပြုသမျှကုသိုလ်ကိုအမေတာလူအမှုမောတာခေါ်ပါကျွန်တော်မြန်မာပြည်ကြီးငြိမ်းချမ်းသွားရင်အမေကိုထပ်ပြီးတော့ ကုသိုလ်ကောင်းမှုတွေလုပ်ပေးပါမယ်အမေလွတ်ရကျွရအောင်သွားပါတော့ဒီမူရီယိုလေးဟာအခုဆိုရင်ကဘာကိုပြန်သွားပြီနောက်ထပ်ဘူရီယိုတစ်ခုအုတ်ဒီဂျားထဲမှာလက်နေတံမီလေးနဲ့ဖုံးမီလေးနဲ့ထိုးကြည့်လိုက်တဲ့အချိန်မှာမိမတယောက်ကဲပါကဲပါကဲပါဆိုပြီးလက်လေးကလှုပ်နေတယ်အမကြီးဘာမှမဘူးနဲ့အမကိုကျွန်တော်တို့ကဲတော့မယ်ကဲတယ်ရေလေးအရင်တောက်ပါဦး ဒါရီယာကျွန်တော်တို့နှလုံးသားကိုတကယ်ကိုထိခိုက်ပါတယ်အဲ့ဒီကယ်ဆယ်ရေးအဖွဲ့တွေကဘသူတွေလဲပြည်သူတွေသူတို့စစ်တကလူတွေဘယ်နှယောက်ရှိလဲတော်လန်ရေးနေ့အခမ်းအနားမှာတမတော်နေ့အခမ်းအနားမှာချီတက်ပြီးတော့တရုတ်ပြတယ်စစ်သားတွေဘယ်နှယောက်ထွက်လာလဲအခုထွက်လာတဲ့လူတွေကပရာဟိတလူငယ်တွေနဲ့ ပြည်သူချင်းချင်းပြန်ကယ်နေရတာတွေကြီးပဲအခုစစ်တပ်ကလာပါပြီရန်ကုန်လေစိတ်ကြီးကိုတရုတ်နိုင်ငံကအိန္ဒိယနိုင်ငံကနေပြီးတော့ကယ်ဆယ်ရေးပစ္စည်းတွေရောက်လာပါပြီအဲ့ကယ်ဆယ်ရေးပစ္စည်းကိုသူတို့စစ်ကားတွေနဲ့ယူပြီးတော့သူတို့ကယ်သူတို့အိမ်တွေကိုတင်ဆောင်သွားကြပါပြီအခုနေပြီးတော့မှလဲသူတို့အိမ်တွေကိုပြန်ဆောက်နေပါပြီသူတို့အရာရှိအိမ်တွေနဲ့ လူကြီးအိမ်တွေကိုအရင်ပြန်ဆောက်နေပါတယ်ပြည်သူတွေကိုဘာမှမပတ်ပိုးသေးပါဘူးရက်ခွက်ထဲမှာရှိတဲ့အုပ်ကြီးတွေမြို့နယ်မှုတွေမင်းတို့ရဲ့ဘောမာတွေရက်ဆက်လွန်အားကြီးတယ်ဘာကြောင့်ငါဒီစကားပြောရလဲဆိုတော့မနေ့ကည7နာရီ7နာရီလောက်မှာမင်းတို့ဘက်ကလူအနေပြီးတော့စိုက်ွားတွေတုံးပြီးတော့ဒီညတော့ဒရီဝူလီယာနဲ့နေကြပါ မြင်ငင်လှုပ်ခတ်လိုက်မယ်ဟိုတနေ့ကလှုပ်ခတ်တဲ့မြင်ငင်တဲ့ပြင်းမယ်ပါညာစုတို့လူတွေကអော်သွားတယ်လူတွေကခုအိတ်လို့မရတော့ဘူးကြီးလန့်ဆန်စားဖြစ်နေတယ်အသက်ကြီးတဲ့လူတွေဆိုလဲဟာတိုက်ပွားနေလို့ဆင်းကြတာအမောဖောက်ပြီးတော့ဆေးရုံတွေပါတွားရတယ်နောက်တစ်ခုထပ်ပြောလိုက်မယ်မန္တလေးမြို့မှာမင်းတို့ပိတ်သိမ်းထားတဲ့ဆေးရုံဆေးခန်းတွေပုဂ္ဂလိကဆေးရုံတွေအများကြီးရှိတယ် ဒီအချိန်မှာမင်းတို့ဖွင့်ပေးရမှာလေမင်းတို့ပိတ်တိန်းထားတဲ့စေယုံစေကန်းတွေ10ခု15ခုလောက်ရှိတယ်ဒီအချိန်မှာမင်းတို့မဖွင့်ပေးရင်မင်းတို့ဘယ်အချိန်မှာဖွင့်ပေးမှာလဲမန္တလေးစေယုံကြီးမှာမော်ဂျူဒီမှာအလောင်းတွေထက်နေပြီအဲ့တော့ဘသူတော့မဝင်ရအောင်ဘယ်မှာတော့မဝင်ရအောင်ဆိုပြီးတော့တနက်ကြီးကင်ပြီးတော့မင်းတို့တွေကဘာလုပ်နေတာလဲဟုတ်ပြီမဝင်ရအောင်ဆိုမဝင်ဘူးတော့အဲ့ဒီမော်ဂျူဒီမှာရှိတဲ့ လူတွေအလောင်းတွေကိုမင်းတို့မိရှုပ်ပေးမလားမင်းတို့တင်းညို့ပေးမလားမင်းတို့တောင်းဝင်ယူပေးမလားဟမ်မင်းတို့ဘာတွေလဲအခုဟိုတနေ့ကမင်းတို့ပြစ်သွားတဲ့လေနဲ့ပြစ်သွားတဲ့နောင်ချုံမျိုးမှာအခုလူတွေကယ်လို့မရသေးဘူးပုတ်ဆော်နေနန်းနေပြီဒီဘက်မှာမြင်းကလေးနဲ့တင့်နေတယ်မင်းတို့ကဒီဘက်မှာဘုံချဲနေတယ်မင်းတို့စဉ်းစားကြည့်အေးမင်းတို့ရဲ့ပထွေးရ เนาะဘိုးချုပ်ယူကြီးကခိုင်းရင်လေမင်းတို့မှာထမင်းစားပြီးကြီးတဲ့လူတွေမင်းတို့ကခြေစားပြီးကြီးတာမဟုတ်ထမင်းစားပြီးကြီးတဲ့လူတွေအသိစိတ်ထက်တော့မင်းတို့ရှိရမယ်ငါတို့ဒီအချိန်မှာလုံးတင်လားမလုံးတင်ဘူးလားဆိုတော့မင်းတို့သိ ਉ သိရမယ်လူကမွေးပြီးတော့လူမဖြစ်တဲ့လူတွေအခုမြင်းကလေးနဲ့တင့်နေတယ်သူတို့စီးစိမ်ချမ်းသာတယ်အခုဘိုးချုပ်မူကြီးလို့ပြောနေတဲ့လူတွေ ပြည်သူရဲ့ဗန္ဓာငွေတွေနဲ့တုံးဆွဲနေတာသူတို့ဘလောက်လှူလဲဘဏ္ဍန်တော့လှူလိုက်ပါတယ်သူတို့မိသားစုကလှူလိုက်စမ်းပါဟာငါကိုယ်နဲ့လက်ခုပ်တီးမယ်မင်းအောင်လိုင်းရဲ့မိသားစုကဘလောက်လှူလိုက်ပါတယ်စိုးရဲ့မိသားစုကဘလောက်လှူလိုက်ပါတယ်ဆိုတာအတိလင်းပြောစမ်းပါငါကိုယ်နဲ့လက်ခုပ်တီးမယ်ပြည်သူတွေအခုဒုက္ခရောက်နေတာမင်းတို့ကဘာလဲ for show လေးလုတ်ပြီးတော့ဓာတ်ပုံလေးထွက်ရိုက်တာလား 别的吧嘞，今年哪样啊？五一节过放票了，爸妈都一度还不票呢的。今年哪样五一节过啊？爸妈是看转钱完毕了，嘿嘿，转来转去，转钱来转钱嘛不？明年多多买多，大红大绿多买多，好看点啦。我，你把刚你做票嘞，啊，我把刚你做转来转去呢，啊，把那票买买买票，明年再来票呢啦，没戏啦。 ပြည်သူတွေကိုဘုံကျဲတုံးကကျဲပြီးတော့မလုံပါနဲ့နိုင်ငံတကာကနေပြီးတော့တားမြစ်တဲ့အချိန်မှာကိုယ်နိုင်ငံအရေးကိုကိုယ့်ဘာနဲ့ကိုယ်ဖြေရှင်းမဲ့ဘယ်နိုင်ငံမှဝင်ရောက်ဆွတ်ဖွဲ့ခွင့်မရှိဘူးလို့ပြောပြီးတော့အခုဒုက္ခလည်းကြောက်လည်းရောက်အောင်နိုင်ငံတကာကိုကယ်ကြပါယူကြပါလို့မင်းကပြောနေတယ်။မင်းရှိတဲ့ပတ်စံနဲ့မင်းတို့ရှိတဲ့စီးလေးဥစ္စာတွေအကုန်လုံးပုံအောင်လိုက်ချမ်းပါဟဲ့အောင်။ဟမ် NLD ပြည်သူအစိုးရလက်ထက်တုန်းက ဘလို့လှူခဲ့လဲဆိုတာမင်းသိလားအခု꽌လွန်သွားတဲ့တောက်စော်ရေရေကြီးပြီးတာကျိုးတော့ဘလို့ပြောရလဲအဲ့ဒီဗီဒီယိုဖိုင်ဝင်လို့ကြည်လားအဲ့လိုဆိုမျိုးသဘောပေါက်လိမ့်မယ်ထားလိုက်ပါတော့เนาะဒီအကြောင်းတွေပြောနေတထောင်တညာမဟုတ်ဘူးတထောင်တညာဖြစ်သွားလိမ့်မယ်မြန်မာနိုင်ငံနိုင်တဲ့လှုပ်ခတ်တော့အင်အားပြင်းမြင်းငင်းမြင်းကလေးနိုင်ငံကြောင့် နိုင်ငံအဝန်1644ဦးတေဆုံးကြောင်းเนาะအခုသတင်းရရှိတယ်1600ဆိုတာလေအခုလောလောဆယ်ဒါအဲတူဖို့လို့ရတဲ့စိတ်ရင်းကိုကျွန်တော်တို့ပြောတာပါဒဏ်ရာရရှိတဲ့လူကတော့3408ဦးရှိပါတယ်ပျောက်ဆုံးနေတဲ့လူကတော့300နဲ့139ရှိပါတယ်ဒါရီယာ အခုလုံးလုံးစည်စင်ရင်မရှိသေးတယ်အချို့စင်ရင်နေမရှိဘူးလူငယ်တွေအရင်တော့ပရိုက်တာဆိုရင်ဖတ်ဆိုလူငယ်တွေကအကုန်လုံးထွက်လာတယ်အခုလူငယ်တွေမြမပြီးမှမထွက်နိုင်တော့ဘူးဘာကြောင့်မထွက်နိုင်တော့လဲဆိုတော့မင်းတို့စစ်အစိုးရကိုအမြင့်ပြတ်ချေမွမှုတော်ရရောက်နေကြတယ်လူငယ်တွေမရှိဘူးတက်ကြီးရုံနဲ့ဘွားကြီးတွေအဖိုးကြီးတွေပဲရှိတယ်မိန်းမတွေပဲရှိတယ် အဲ့ဒါဒီကပြန်လို့ကယ်နေရတယ်မင်းတို့တွေထပ်ပြီးတော့မင်းတို့မလုံးကြပါနဲ့တော့မင်းတို့ရဲ့ရွေးကောက်ပွဲကြီးကိုအသက်သွင်းဖို့မစူးစမ်းနေတော့တော့ငါတို့တွေကအပြစ်ခိုက်ရက်စဲတာတယ်ဒီရပိုင်းတော်တွင်အေးစနေရမြောင်နေကြရင်တော့ငါတို့ရဲ့တော်လန်ကြီးပြန်စပြီစစ်စော်တဲ့မိဘပြည်သူပေါင်းတို့ခင်ဗျာကျွန်တော်ရဲ့ စိန်နီးစပီကာမှာတက်လာတဲ့သတင်းလေးတွေသတင်းလေးတွေကိုကျွန်တော်တင်ဆက်ပေးသွားပါမယ်။ဘယ်နေရာမှာတော့ကျွန်တော်တို့စကိုင်းမှာတော့ဘယ်နှယောက်လူတွေပြန်တွေ့ပါပြီအလောင်းဘယ်နှလောင်းကျွန်တော်တို့တွေ့ပါပြီဘယ်သူတွေကတော့ဘယ်လောက်လှူနေပါပြီဘယ်ဘွက်စည်းတွေကတော့ဘယ်လိုလှူနေပါတယ်မန္တလေးမှာလည်းထိုနည်းတူပဲကျွန်တော်တို့ဒီနေပြည်တော်မှာလည်းထိုနည်းတူပဲကျွန်တော်တို့ဒါလေးတွေကိုကျွန်တော်တင်ဆက်ပေးသွားပါမယ်အခုဆိုရင်ကြည့် သူတို့နဲ့ပတ်သက်တဲ့နေပြည်တော်မှာတော့လှူမဲ့လူနည်းနည်းခက်ရှားရှားဖြစ်သွားပါပြီ။လှူမဲ့လူခက်ရှားရှားရှိလို့သူတို့ကလှူလားပြောသူတို့လည်းမလှူပါဘူး။စေယုံကြီးတွေဘာတွေကိုပိတ်ထားပါလဲ။သူတို့စစ်တပ်ကစေယုံမှာသူတို့စစ်တပ်ကလူတွေကိုပဲကုသပေးနေပါလေ။ပြည်သူတွေအ ਨੇ ချင်းပဲရှိပါတယ်။ဒါတွေကိုတချို့ပြည်သူတွေမသိဘူး။သူတို့ဘောမာတွေကဖင်ပိတ်မျက်လုံးစုံမိတ်ဖင်ပိတ်ပြီးတော့ငင်းနေတော့မှာပဲ။ သူတို့ဘောမနေတဲ့လူတွေခုနကျွန်တော်ပြောတဲ့ကြော်ဆိုးအောင်မျိုးမင်းအောင်မင်းအဲ့ဒီကလူတွေအကုန်လုံးသူတို့ပတ်စံနဲ့လှူပြီးသွားပြီလားမင်းတို့ငါစိတ်ခေါ်တယ်စိတ်သီးလှူနေပြီဟုတ်ကဲ့ပါကျွန်တော်ရဲ့စိတ်သီးစပီကာမှာတခုပြီးဆုံးတိုင်းပြီးဆုံးတိုင်းကျွန်တော်ကြပြားလေးတစ်ပုဒ်နဲ့ကျွန်တော်ပြီးဆုံးနေရှိပါတယ်ကျွန်တော်ဒီကရွတ်ပတ်မဲ့ကြပြားလေးရဲ့အမိကအာ ပရိယူပဒေတာရေးသူကတော့တော်လန်ရေးကြောင်းစရာကြပြစရာတင့်သူပဲဖြစ်ပါတယ်ကြပြလေးရဲ့အမိကအပရိယူပဒေတာပရိယူပဒေတာဝါတော်စတင့်တင့်လျောက်ပတ်တဲ့အရက်ဒေတာမှာနေခြင်းသည်မင်္ဂလာမြည်ဤရေကြီးတယ်မုံတိုင်းဝင်တယ် ငလျင်လှုပ်တယ်ယောဂကပ်ဘေးစိုက်တယ်စစ်ဘေးစိုက်တယ်ငလျင်ဘေးစိုက်တယ်နေနေအုံးဖို့အပရိယူပဒေတာအပရိယူပဒေတာမှာလူယုံမာတွေနဲ့အပေါင်းအပါတွေအုတ်ချုပ်တိုင်းပြည်ဟာနွားတင်းကိုဟောင်းကြီးတပွဲအာ ပရိယူပဒေတာကိုပရိယူပဖြစ်အောင်တရားမှုကိုရှာကြတရားကိုအမြန်ရှာကြတမာဒေဝကိုစင့်ခေါ်လို့မရတမာတင်ကပကိုကြင်ကြံကြတမာကံဗန္နကိုစူးစားကြတမာဝါယမဖြင့်အားထုတ်ကြဟေလောကပါလား ငါတို့ရှေ့ကိုအခုကြွငါတို့ပြည်ကိုငါတို့ပြန်ထီထောင်ကြမယ်ရေးသားသူကဗျာဆရာတင့်သူပါမြမပြည်ကြီးငြိမ်းချမ်းပါစေမြမပြည်ကြီးအေးချမ်းပါစေမြမပြည်ကြီးဘေးမတန်းချာဝေအမြန်ဆုံးမြမပြည်သူပြည်သားအပေါင်းဒုက္ခပေါင်းစုံကနေပြီးတော့ကင်းလွတ်ကြပါစေ။